light motion နဲ့ motion background တွေကိုအလွယ်တကူဘယ်လိုမျိုးဖန်တီးလို့ရမလဲဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်ကလုပ်ပြပေးမှာပဲဖြစ်ပါတယ်။ bonus အနေနဲ့နောက်ဆုံးမှာ animation တစ်ခုလည်းကျွန်တော်ကလုပ်ပြပေးမှာပဲဖြစ်ပါတယ်။ဆိုတော့သွားပြီးတော့ကြည့်လိုက်ရအောင်။ ကျွန်တော်တို့ line motion နဲ့ဝင်မယ်ပြီးတော့ကျွန်တော်တို့ plot icon လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ create ကိုတစ်ချက်နှိပ်မယ် okay ပြီးတော့ကျွန်တော်တို့ဒီမှာအပေါင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ background တစ်ချက်ဒီ shape လေးကိုရေးလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီညာဘက်တောင်ဆုံးမှာရှိတဲ့ဆက်ကလေး၃ဆက်ကိုနှိပ်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာ fit composition area ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် okay ပြီးတော့ကျွန်တော်တို့ဒါ fit ဖြစ်သွားပြီပေါ့နော် fit ဖြစ်သွားပြီကျွန်တော်တို့လက်နဲ့ adjust လုပ်စရာမလိုတော့ဘူး okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ color လေး change ကြည့်မယ်ကျွန်တော်ဒီအကြောင်းကြီးကိုမကြိုက်ဘူးအရင်မှိန်နေကျွန်တော်ဒီအနီလေး change ကြည့်လိုက်မယ် ပြင်ကျွန်တော်အောက်ကလေးကိုနှိပ်ပြီးတော့ဆွဲချလိုက်ပါမြင်းလေးတွေကိုโอเคဒါဆိုရင်ကျွန်တော်ဒီအနီလေးရသွားပြီကျွန်တော်တို့အခုရတဲ့ဟာကကြတော့ဘာလဲဆိုတော့ကျွန်တော်ဒီ solid color ကျွန်တော်တို့ဘာလို့ကျင်တာလဲပိုလှောက်အောင်လို့ကျွန်တော်လုပ်ချင်တာဆိုတော့ကျွန်တော်ဒီ gradient color လေးကိုတစ်ချက်ချိမယ်โอเคဒါလေးကိုကျွန်တော် duration လေးတစ်ချက်ချဲလိုက်မယ်โอเค3 second လောက်တစ်ချက်ချဲလိုက်မယ် โอเคကျွန်တော်ဒီကောင်လေးကိုတခြားနှိပ်လိုက်ပါပြီးတော့ကျွန်တော် effect ကိုနှိပ်မယ် add effect ကိုနှိပ်မယ်ကျွန်တော်ကဒီ gradient လိုချင်တဲ့အတွက်ကြောင့် gradient လို့ရိုက်ချလိုက်ပါ GRADIENT ဒီโอเค gradient အဲ့မှာတော့ဒုတိယဟာလေးနော် gradient overlay ဆိုတာဟာလေးပါတာလေးကိုတခြားထောက်လိုက်ပါပြီးတော့ကျွန်တော် standard setting ကိုတခြားနှိပ်လိုက်ပါဒီကတော့ဒီမှာ color 1 2ရှိတယ် color 1မှာကျွန်တော်အနီလေးထားလိုက်မယ် background လည်းအနီဆိုတော့ကျွန်တော်အနီလေးကိုတစ်ချက်ထားလိုက်မယ်ဒီကတော့ color 2 ကာလာသူမှာကြတော့ကြောအနီနလိုက်တာဆိုရင်တစ်ချက်စဉ်းစားကြည့်လိုက်ဘာကြောင့်ဖြစ်မလဲကြောအနက်ကလေးထားလိုက်မယ်ပေါ့နော်โอเคဒါဆိုရင်တော်တော်လေးလှပါပြီ ဆိုတော့ဒီအောက်ကကောင်နေရတာဒီ light ကစားရတာဗောနော်ဒီ angle ကကြတော့ဒီအနက်ကလေးဒုတိယဟာလေးကိုကျွန်တော်ဘယ်နောက်ထားမလဲဗောနော်ဒီဘက်ကြီးအနက်ကလေးကယူနေတယ်ကျွန်တော်ဒီအောက်ခြေလေးကိုပဲတဘောကြတယ်ပြီးတော့ကျွန်တော်ဒီမှာ offset လို့ scale လို့ပါ offset ကကြတော့ကျွန်တော်ဘာလောက်တာလဲဆိုတော့ဒီကောင်လေးကိုတိုးကြည့်လိုက်ကျွန်တော်ဒီအနက်အယောင်ကလုံးဝမှိန်သွားပြီးတော့ကျွန်တော်အလင်းဘက်ကိုပို့ပြီးတော့တိုးရတယ်ကျွန်တော်ကဒီ gradient ဆိုတာနက်နက်လေးကိုကြိုက်တယ်ပြန်ကြော scale scale ရလဲတုံးစံတိုင်းမှာဒါဆိုရင်ပြန်သွားမယ်ဒီတိုင်းပြန်လာမယ်ဆိုရင်အနက်ကလေးပြန်ပေါ်လာမယ် ဒါတော့ light work ကိုကလေးကြည့်လိုက်ပါရပါလိမ့်မယ်နော်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဒီ red gradient လေးတစ်ခုရပါပြီ။ဆိုတော့ကျွန်တော်ကဘာလုပ်ချင်တာလဲ။ကျွန်တော်တို့ကလုပ်ချင်တဲ့ပုံစံကတော့ဒီ grip line လေးတွေကျွန်တော် motion သွားနေတဲ့ပုံစံလိုချင်တာ။ဆိုတော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ပြန်နှိပ်လိုက် effect ကိုနှိပ်လိုက် add effect ကိုနှိပ်လိုက်ဒီကောင်ကျော် search ကလေးကိုတချမ်းနှိပ်လိုက်ဒီကောင်ထုံးစံနိုင်မယ်ကျော်ဒီမှာရိုက်ချလိုက်မယ်ကျော်တော့အခုဘာလို့တင်တာလဲ grip G R I D grip โอเคကြောပထမဆုံးအပေါ်ဆုံးမှာတွေ့ရတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ် grip လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီကကျော standard setting လေးကိုတစ်ချက်နှိပ်လိုက်ပါအပေါ်ဆုံးကဟာပါလဲဆိုတော့ကျော်ဒီ H ကကျတော့ညာဘက်ကိုသွားမယ်ဆိုရင် तू ကညာဘက်ကိုရွေတယ်ဘယ်ဘက်ကိုသွားမယ်ဆိုရင်ဘယ်ဘက်ကိုရွေတယ်ဝိုင်းရကျတော့ညာဘက်ကိုသွားမယ်ဆိုရင်အောက်ဘယ်ဘက်ကိုသွားမယ်ဆိုရင်အပေါ်โอเคဒါကတော့ပြီးမှကျော်တစ်ချက်ရှင်းပြမယ်နော်ဒီ space spacing ကကြောက်ကြောက်ဒီမှာမြင်းလေးတွေကစိတ်မလားကျဲမလားပေါ့နော် โอเคเดี๋ยวဒီမှာဆက်ပြအောင်တစ်ချက်โอเคဒီလောက်ထားလိုက်မယ်ဒီကဒီမှာဒီကောင်အကြောက်အကြောက် line တွေကထူလာပါလာပေါ့နော်ဖေးဒါဒီလောက်လေးပဲโอเคဒီလောက်လေးပဲလောက်လိုက်ဒီကရင် color တော့အနီနဲ့လိုက်တဲ့ color ထုံးစံတိုင်းပြောစရာမလိုအနက်ကပို့ပြီးတော့လိုက်တယ်အနက်ကလေးထားလိုက်မယ်โอเค BY အောက်ဆုံးမှာ screen နဲ့ fit ဖြစ်နေတာကြောင့်ကြွနေတဲ့ပုံစံရမ်းမလို့ခြင်းဒီ screen space ကလေးကိုနှိပ်လိုက်ဒါဆို screen နဲ့လုံးဝ fit ဖြစ်သွားပြီ โอเคတော့ grid line ကိုမချိန်းတော့ဘူးဒီကောင်လေးနဲ့ပဲပြရလိမ့်မယ်ညီကိုတော့ချိန်းနေတာဆိုရင်အပေါ်မှာပြန်သွားပြီးတော့ချိန်းလို့ရတယ်เนาะဒီမှာဘော setting လေးမှာပြန်သွားပြီးတော့ချိန်းလို့ရတယ် โอเค B1 ကျွန်တော်ဒီကောင်လေး animation ပေးမယ်ခေါ်တာကျွန်တော်ရှင်းပြခဲ့တယ်ဒီ offset ဆိုတာမှာ h ကကြတော့ညာဘက်ဆိုရင်ညာကိုရေးမယ်ဘယ်ဘက်ဆိုရင်ဘယ်ကိုရေးမယ်ဝိုင်းရကြတော့ညာဘက်ဆိုရင်အောက်ကိုရေးမယ်ဘယ်ဘက်ဆိုရင်အပေါ်ရေးမယ်โอเค B1 ဆိုရင်ကျွန်တော်ဒီကောင်လေးကို animation ပေးမယ် animation ဘယ်လိုမျိုးပေးမလဲဆိုတော့ကျွန်တော်မောင်းဆုံး key frame လေးကိုချလိုက်မယ်ပြီးတော့နောက်ဆုံးသွားမယ်ပြီးတော့ကျွန်တော်ဒီညာဘက်ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲညာဘက်ကိုညွှေ့မှာနော်ညာဘက်ကိုသွားရင်ညာဘက်ကိုညွှေ့မှာကျွန်တော်အဲ့မှာ900တစ်ချက်ထားကြည့်လိုက်မယ်โอเค ပေါင်း900ပေါ့ဘယ်လိုသွားမလဲကြောတစ်ချက်ပြန်ကြည့်လိုက်မယ်ကဲဒီကတော့ကျတော့ပို့ပြီးမြန်နေတာဆိုရင်ဒီမှာ800လောက်ထားလိုက်ပေါ့ကျ800ထားကြည့်လိုက်မယ်โอเคဒါဆိုရင်ပို့ပြီးမြန်နေโอเคကျတော့ဒီတာပို့မြန်နေတာဆိုရင်ထုံးစံတိုင်း1200လောက်ထားကြည့်လိုက်မယ်ဝေ1200လောက်ဆိုတော့အနေတော်ပဲသူကကြွလဲကြွရဲ1200လောက်နော် ဖွဲ့ထောင်းနေလားဆိုရင်အဆင်ပြေတယ် effect ကိုထပ်နိုင်မယ်ပြီးရင် grade ကိုထပ်နိုင်မယ်ကျွန်တော်နောက်တစ်ခုထပ်ပြောပြမယ်ဒါကတော့ကျွန်တော်ညာဘက်ပေါ့နော်အဲဘယ်ဘက်ကိုတိုးခြင်းကျွန်တော်နောက်ကဟာလေးကိုပဲကြောင်းလိုက်လို့ရတယ်ကျွန်တော်ဒီဘယ်ဘက်ဆိုတော့ကျွန်တော်ဒီအနှုတ်ပေါ့နော်အနှုတ်1200 -1200 ကိုတစ်ချက်ရေးလိုက်မယ်ဖွဲ့တော့ပြန် play ကြည့်လိုက်မယ် okay ဒါဆိုရင်ကျတော့ဘယ်ဘက်ကိုသွားတာအဲ့မှာကျတော့အရန်မြန်နေတယ်တထောင်လောက်ကိုရွှေ့မယ်ထုံးစံတိုင်း grip ကိုဝင် okay ကျတော့ဒီနေရာမှာအမ် တော့ဒီနေရာမှာဘယ်လောက်ထားမလဲဆိုတော့ minor 900လောက်ကိုထားလိုက်မယ်။ Okay ရှင်းကြည့်လိုက်မယ်။ Okay ဒါလည်းတော်တော်လေးမြန်နေသေးတယ်။မြန်နေသေးတယ်ဆိုရင်ကျွန်တော်ဒီမှာဘယ်လောက်ထားမလဲ။ minor 900လောက်ကိုထားကြည့်လိုက်မယ်။ Okay ဒါဆိုရင်အတော်ပဲเนาะ။ Okay ဒါဆိုရင်အတော်ပါပဲ။ကျွန်တော်ဒီမှာ grip line လေးတော့ကျွန်တော်ရွာပါပြီ။ โอเคပြီးွားရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အဲ့ကောင်က grip plan ကကျွန်တော်တို့ကြည့်လိုက်ရင်အရင်ထင်းနေတယ်ကျွန်တော်တို့ကထင်းနေတာကိုမကြိုက်ဘူးနည်းနည်းလေးကျွန်တော်တို့ဝါဝါလေးဖြစ်နေတာဆိုရင်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးွားရင် effect ထဲကိုဝင်မယ် effect ကိုဝင်မယ်ပြီးွားရင်ကျွန်တော်ဒီမှာ GAUSSIAN Gaussian blur ပါနော် GAUSSIAN Gaussian လို့ရိုက်လိုက်ဒီမှာ Gaussian blur ဆိုတာလေးပေါ်လာလိမ့်မယ်ပြီးရင် standard setting လေးကိုရွေးလိုက်ပါပြီးွားရင်ကျွန်တော်ဒီနည်းနည်းလေး short လိုက်အရင်ဝါးနေတာကိုနည်းနည်းလေး short လိုက်ဒီလောက်လေးပါနော် ဖေဒါစင်တော်တော်လေး professional look လေးဖြစ်သွားပါပြီတစ်ချက်ကြည့်လိုက်ပါဖေဒါကိုကကိုရှောက်ပြီးတော့လုပ်ကြည့်ပါအပေါ်အောက်တွေလည်းရွေးလို့ရတယ်ကျွန်တော်ပြောတဲ့ဗီဒီယိုရမ်းရှင်းသွားမှာဆိုလို့ပါနော်ပြီးရင်ကျွန်တော် animation လေးတစ်ပုံထည့်ကြည့်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော် animation လုပ်ကြည့်လိုက်မယ်ကောင်းလို့ကြာ timeline လေးကိုနည်းနည်းလေးဆွဲထည့်လိုက်မယ်။ Okay ဒီလောက်လေးဟုတ်ပြီ။နည်းနည်းလေး Okay ။ဒီကတော့ plug ကိုနှိပ်လိုက် media ကိုနှိပ်လိုက်ကောင်းလို့ကြာတစ်ချက် site ကလေးကိုနည်းနည်းကြီးလိုက်မယ်။ Okay ။ဒီကတော့နည်းနည်းလေး adjust လုပ်လိုက်မယ်။ ်တော့နည်းနည်းလေးပြန်သေးလိုက်မယ်နော်သေးတယ်လည်းပြရလိုက်မယ်ဟိုဘက်ဒီဘက် animation လေးပြရတယ်နော်မဟုတ် okay ဒီကောင်ကတော့ဒီကောင်ကိုဒီအဆုံးနေသွားလိုက်ပြင်ဒီ layer လေးကိုဖိထားလိုက်ဒီကောင်ကတော့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါအောက်မှာဒါဆိုညီပါပြီ okay ပြီးတော့ကျတော့ဒီကောင်လေးကိုအဲနည်းနည်းလေးပို့ပြီးတော့ real lastic sound လို့ကျတော့ shake လေးထည့်မယ် okay ကျတော့ဒီအောက်မှာ shadow လေးကိုဖွင့်လိုက်မယ်ပြီးတော့ဒီအနှက်လေးကိုပဲထားလိုက်မယ်ပြီးနည်းနည်းလေးတိုးလိုက် okay ဒီတိုင်းလေးဖြစ်သွားမယ် ွဲဒါဆိုရင်ရပြီရသွားပြီဆိုရင်ကျွန်တော်ဒီ key frame လေးစပြီးတော့တုံးကြည့်လိုက်မယ် animation လေးစပြီးတော့ပေးကြည့်လိုက်မယ်နော် okay ပြီးရင် move and transform အဝင်ကျွန်တော်ဒီမှာ key frame တစ်ခုချဒီလောက်မှာ key frame တစ်ခုချ okay ပြီးရင်ပထမ key frame ကိုလာပြီးတော့ကျွန်တော်လူလေးတော့အောက်ကိုဆွဲလိုက် okay ကြာပြန်ပလေးကြည့်မယ် okay ဒီတိုင်းလေးပြသွားပြီပြီးရင်ကျွန်တော်ဒီရလဲပြီးတော့ကျွန်တော်နယ်လေးချဲလိုက်မယ်ပေါ့နော်ချဲပြီးသွားရင်ကျွန်တော် key frame တစ်ခုချလိုက် p1.b ကိုသွားလိုက်မယ်။ဒါတော့ basic animation မှာဘာမှမဟုတ်ပါဘူးကြောဒီ grip line လေးနဲ့လုပ်ပြရင်လည်းပြောပြလိုက်တာပါနော်။ Okay ဒါဆိုရင်ချက်ပြန် play ကြည့်ဒီလိုလာမယ်ဒီလိုသွားမယ်။ Okay p1 ကျော်တော့ဒီနေရာကိုတစ်ချက်ပြန်သွား။ပြီးရင်ကျော်ဒီမှာ key range p1 ကျော်ဒီဘက်ကိုဆွဲကြည့်လိုက်မယ်နော်။โอเคถ้าเปลี่ยนเพลย์ให้ได้มั้ย ဒီတိုင်းသွားမယ်โอเคတူလိုင်းနိုင်မယ်ဘန်တော့အလဲကိုပြန်လာလိုက်မယ်ဒါကိုကိုစိတ်ကူးရရှိလို့လောက်ပါဒါကြောင့် key frame ဘလို့တုံးလို့ရလဲဆိုတာကိုပြောပြတာဖြစ်ပါတယ်โอเคဒီနေရာကိုပြန်လာလိုက်မယ်ပြီးတော့တော့နောက်ဆုံးနည်းနည်းလေးချဲလိုက်မယ်โอเคပြီးတော့တော့ key frame ချမယ်ပြီးရင်ကျွန်တော်တို့အောက်ကိုတစ်ခါတည်းဝင်လိုက်မယ်မနော်ခွေကြတစ်ချက်ပြန်ပြီး play ကြည့်လိုက်မယ် โอเคဒါတော့ဒီ basic animation မှာတကယ်လို့ကိုက item ပို့ပြီး smooth ဖြစ်နေတာဆိုရင်ကျောဒီဒီ grab တစ်ခုခုကိုတုံးလိုက်မယ်เนาะအဲကောင်လေးကိုပြန်နှိပ်လိုက် move and transform နဲ့ကျောဒီ keyframe နှစ်ခုကြားကိုလာလိုက်မယ်ဒီကကျော grab ကလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျောဒီမှာဒီအောက်ဆုံးအဟာလေးအဲကောင်လေးကိုတစ်ချက်ကျောဒီ back အဆုံးနေဆွဲချလိုက်ဒါဆိုရင်ကျောမြန်မြန်တက်လာတာဗောနော်မြန်မြန်တက်လာတဲ့ပုံလေးပါဒီ grab အကြောင်းကျွန်တော်အသေးစိတ်နောက်ကြရင်ဗီဒီယိုလေးနဲ့ရှင်းပြပေးမယ်အခုတော့တစ်ချက် live မှတ်လိုက်ပါ ကဲဒီတိုင်းလေးပြီးရင် eye graph လေးကိုအောက်ကအဆက်ကလေးသုံးစောင်းနှိပ်လိုက်ပါကျော်ဒီဒီ copy cup ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါโอเค close လေးကိုနှိပ်လိုက်ပြီးသွားရင်ကျော်ဒီနောက်ထပ်နေရာလေး div နှစ်ခုရဲ့ဒီအလဲလေးကိုလာလိုက်ပါပြီးသွားရင်ကျော်ဒီ icon လေးကိုနှိပ်ပြီးတော့ကျော်ဒီ paste cup to all key frame ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါโอเคအဲ့ဒါလေးကိုကျော်ပြန်ပြီး play ကြည့်လိုက်မယ်โอเคဒါဆိုရင်ပို့ပြီးတော့လှပါတယ်เนาะချက်ပြန်ကြည့်လိုက်ပါ โอเคအဆင်ပြေမယ်လို့ထင်ပါတယ်ဒါဆိုရင်ကျွန်တော်ခုပြောပြလိုက်တဲ့အရာညီဝိဇ္ဇာအရင်ကြိုးရှိလိုက်မယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲနားလိုက်မယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံးနေကြမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးခဲ့ဖို့ကျွန်တော်ကမြတ်တာရက်ခံနေပါတယ်